အလုံးဝမင်္ဂလာပါခင်ဗျာအခုလက်ရှိအချိန်နိုင်ငံတကာသတင်းတွေမှာတော်တော်လေးကိုလှုပ်လှုပ်ရှားဖြစ်လာတာတော့အရှိလေပိုင်းအရေးပါ Anything we should know about the Middle East? That's what we're hoping to talk to you about here, Mr. President. He's doing a good job. To the Israel and Hamas jama, the world will be more Donald Trump yet, Joe Biden will be more. I don't know, you know me about. တမန်တပြိုင်နက်တည်းမှာပဲဒီသဘောတူညီမှုဟာမရှင်းတဲ့အပိုင်းလေးတွေအခုကနောက်ွယ်မှာ သိစရာရှိတဲ့အပိုင်းလေးတွေအများကြီးရှိပါသေးတယ်။ဟောလက်ရှိချိန်မှာကျွန်တော်မြင်ရတာဟိုဒါတရင်းနဲ့မကျင်တာဆိုလို့ရှိရင်အချက်20ပါပေါ့နော်။သဘောတူညီချက်လို့ပြောပါတယ်။အဲ့ဒီအချက်20နဲ့ပတ်သက်ပြီးတော့ပထမဒေါ်နယ်ထရမ့်ကနေပြီးတော့ဟာမတ်စ်ကိုတိုက်ရမို့ပဲနဲ့ဒီဟာမတ်စ်နဲ့အဆင်ပြေတဲ့နိုင်ငံတွေရှိအောင်ဥပမာတူရကီတို့နော်ကာတာတို့အီဂျစ်တို့အဲ့ဒီလူတွေကိုရှင်းပြတဲ့အချိန်တော့အချက်20နဲ့နောက်ပိုင်းမှာတကယ်တကယ်စာရွက်အတီထွက်လာတဲ့အချိန်မှာပြီးတဲ့အချက်လက်တွေနဲ့မတူလို့ပြောပါဘူး။ဒါပေမဲ့ဘသူမှဒေါ်နယ်ထရမ့်ကို လောက်ကြီးပြန်ပြီးတော့ဗောနော်မပြောရဲပေါ့မပြောနိုင်ပေါ့ဟုတ်ပြီဘာတွေကွာဝါလဲဟုတ်ကဘလို့အပိုင်းညာဒီတစ်ခေါက်ထူကြတာလဲဗောနော်အဲ့တော့ဒီကြတာတော့ကျွန်တော်ဟာမတ်စ်ဘက်ကနေဗောဒီတစ်ခေါက်သဘောတူလိုက်တယ်သဘောတူရဲဆိုအကုန်လုံးတူတာမဟုတ်သေးပထမတစ်ဆင့်ဗောနော်အဆင့်ဆင့်လိုက်တော့မှာပေါ့အဲ့တော့အဲ့ဒါအရေးကြီးတာပေါ့အရင်တစ်ခေါက်တုန်းကလည်းတလာပိုင်းတော့ကလည်းကျွန်တော်ပထမတစ်ဆင့်လူလဲမယ်ဒုတိယတစ်ဆင့်ကိုမရောက်လိုက်ပေါ့ဒီတစ်ခေါက်ကိုရောက်မလားဆိုတဲ့ဟာမျိုးကတန်မြားဒီနဲ့ဝိုင်းမျိုးကြည့်နေကြတာပေါ့ဘာဖြစ်လို့ဒီတစ်ခေါက်ကတော်တော်လေးကိုကြီးပါတယ်အဲ့ဒါကြောင့်မို့ကျွန်တော်ဂါဇာဘက်မှာ တဲ့ခါစားမနေတဲ့ပြည်သူတွေရောနောက်တော့ကအစ်စတိုဘက်ကမိသားစုဝင်တွေရောမိသားစုဝင်ဆိုတာတစားကန်နေအပန်းခံတော်ရဲမိသားစုတွေလည်းရှိရဲနောက်တော့ကသူတို့ရဲ့သားသမီးတွေသူတို့ရဲ့အမျိုးတွေတငယ်ချင်းတွေဒီယောက်ျားလေးတွေပေါ့နော်ခါစားမဒီစစ်ပွဲမှာဆင်နွှဲနေရတဲ့သူတွေလည်းအများကြီးရှိတာပေါ့အဲသူတို့တွေပြန်လာတော့မယ်ပေါ့နော်အဲ့တော့ဒီစစ်ပွဲပြီးတော့မယ်ပေါ့နော်အဲ့တော့တကယ်တကယ်အစ်စတိုလက်ရှိချိန်မှာအမေရိကန်ထောက်ပံ့မှုရတယ်ဆိုပေမဲ့စီးပွားအရေးလည်းနေနာမှုတွေအများကြီးရှိပါတယ်နိုင်ငံတကာမှာလည်းတန်တမာရရအထူးကြံမှုတွေအများကြီးရှိတယ်တိတာကကုလသမဂ္ဂဆင်မြင့်မှာဖြစ်ဖြစ်သွားတဲ့ဖြစ်ဖြစ်တွေပေါ့နော်အဲ့ဒီမှာ ကျွန်တော်လူလဲမဲ့ဆိုရင်ဘယ်လိုမျိုးလဲတာလဲဟုတ်ကလက်နက်ကောက်ဘယ်လိုတွေချမှာလဲပေါ့နော်အဲ့ဒီပိုင်းနဲ့ကျွန်တော်အရင်ဆုံးပြောပြချင်ပါလက်ရှိချိန်မှာလူလဲမဲ့ဆိုလို့ရှိရင် Israel ဘက်ကဖမ်းထားတဲ့သူတွေကိုသူကနှစ်ခုခွဲလိုက်ပါတယ်တစ်ခုကကြတော့ဒီဂါဇာစစ်ပွဲဖြစ်ပြီးမှ Israel ကစစ်တပ်ကနေပြီးဂါဇာတဲကိုဝင်တယ်အဲ့ဒီကကျွန်မဖမ်းမိလာတဲ့လူတွေဂါဇာတဲကသူတွေပေါ့နော်အဲ့ဒီလူတွေကျွန်တော်ဂါဇာတဲကိုပြန်လွှတ်ပေးမှာပါအဲ့လိုမျိုးပဲねတခြားနေရာဒေသဒီစစ်ပွဲမှာတိုင်ခင်ဖမ်းထားတဲ့သူတွေအဲ့ဒါတွေကိုလည်း Hamas ကပြန်ပြီးတော့တောင်းတာပေါ့စုစုပေါင်းလို့ထောင်ချီပြီးတော့ရှိတာပေါ့ ်သူတို့ကြတော့ဂါဇာလည်းပြန်မလုပ်တော့ပါလက်စတိုင်းပြင်ပောက်လွတ်မယ်ဆိုပြီးတော့အဲ့လိုပုံစံမျိုးအစ္စရေးဘက်ကလက်ရှိချိန်မှာပြောနေဒါပေမဲ့ဘယ်အချိန်မှာလွတ်မလဲဆိုတာအတိအကျမသိသေးဘူးအဲ့ဒါကိုတော့ကောင်ဟာမတ်ကဘက်ကပေါ့နော်ပြန်ပြီးတော့ဒီသူတို့ဖမ်းသွားတဲ့အစ္စရေးနိုင်ငံသားတွေပေါ့နော်အစ္စရေးနိုင်ငံတခြားနိုင်ငံသားလည်းပေါ့ပေါ့နော်အစ္စရေးဘက်ကလူတွေအသက်ရှင်ကျန်နေတဲ့သူတွေလည်းရှိတယ်အခုပြန်လွတ်လာတဲ့သူတွေလည်းရှိတယ်နောက်ဆုံးရဆိုလို့ရှိရင်တေချာတာတော့အစ္စရေးအဖြစ်ဆိုလို့ရှိရင်20ပတ်ဝန်းကျင်လောက်ကတော့အသက်ရှင်ကျန်နေသေးတယ်ဆိုပြီးယူဆလို့ရတယ်အဲ့တော့ ကျွန်တဲ့သူတွေကတည်သွားတဲ့သူတွေကလည်းကျွန်တော်အလောင်းတွေအစားပြန်ပြီး Israel ဘက်ကလိုချင်တယ်ပေါ့နော်။ Hamas ကလည်းပြန်ပေးမယ်လို့ပြောပါတော့။အဲ့တော့တည်သွားတဲ့လူတွေဘယ်လိုပေးမလဲပေါ့နော်။အသက်ရှင်နေသူကတော့ဟုတ်တာပေါ့နော်။တည်သွားတဲ့လူတွေကြတော့ကျွန်တော်အတိအကျတော့မသိရသေးဘူးဆိုမဲ့လက်ရှိချိန်မှာဆိုလို့ရှိရင် Egypt တို့နောက်ကတူရကီတို့ဘက်ကနေပြီးတော့တပ်ဖွဲ့တွေကဝင်ပြီးတော့ Hamas ကနေပဲအဲ့ဒီအလောင်းဘိနာမှရှိတယ်ဆိုတော့တည်ရတဲ့ကြောင်းပြပေးမှာပေါ့နော်။သူတို့တွေကလည်းပြန်ပြီးတော့ဒီညမှာအလောင်းရှိတယ်ဒီလောင်းမှာအဲ့ဒါကို Israel ဘက်ကပို့ Israel ဘက်ကနေပြီးတော့ home hope ကကျွန်တော်တက်တည်ယူမှာပါ။ အလောင်းဆိုတိုင်းဒီတိုင်းပြေးလိုက်လို့လည်းမရဘူး history ဘက်ကနေအာဟုတ်တယ်သိကြတယ်ဆိုတော့ DNA ပဲတေချာစစ်ပြီးတော့ပေါ့နော်အဲ့တော့လက်ရှိချိန်တည်းကလူလဲမဲ့ပုံစံအဲ့လိုမျိုးပေါ့အဲ့တော့တေချာက Hamas ဘက်ကကြတော့ဒီ82နှစ်အတွင်းဆိုပြီးတော့ history ဘက်ကစစ်ပြီးငင်းလိုက်တာနဲ့ဆိုပြီးတော့ပေါ့နော်စစ်ပြီးငင်းနေဆိုတာအစ်ပွဲဆက်မတိုက်တော့နောက်ဆုတ်သွားဆိုတာတကယ်တကယ်တရင်နဲ့မှကြည့်တာဆိုလို့ရှိရင်စစ်ပြီးငင်းနေအချိန်ရှိပါတယ်ဟိုဂျပန်ချိန်နဲ့ဆိုရင်ညနေ6နာရီပေါ့နော်ကြည့်96မိနစ်ထိ10မိနစ်လောက်ထိပေါ့နော်ပြစ်နေတော့မှာပဲပြစ်တယ်ဆိုတာဒီ အစ်စတိုဘက်ကနေပြီးတော့ဘုံကျဲတာပေါက်ခွင်းအကြီးဖြစ်ပါသေးတယ်တမနဲ့လုံမှာပါတမထိုင်နိုင်တယ်ပေါ့နော်ဟုတ်ပြီအဲ့တော့အဲ့နောက်ပိုင်းတော့ဘာဆက်ဖြစ်မလဲဆိုမသိသေးဘူးအဲ့တော့လက်ရှိချိန်မှာ Hamas ဘက်ကလူလုံမှာပေါ့နော်အဲကျွန်တော်ရက်နဲ့ပြောမယ်ဆိုလို့သူတို့ကတနင်္လာနေ့ပေါ့နော်အမေရိကန်ကပြောနေတာကြောင့်ကျွန်တော်လည်းဆိုလို့ရှိရင်အင်္ဂါနေ့တော့သွားဖြစ်မှာပေါ့နော်အချိန်အားဖြင့်ဆိုလို့ရှိရင်အဲ့နေ့ဆိုလို့ရှိရင်တော့ဒဇာကန်နေ့အားလုံးကိုအစ်စတိုပြန်လှုပ်ပေးမယ်ဆိုလို့ပြောပါ Hamas ဘက်ကနေပြီးတော့လက်နက်ပေါ့နော် လက်နက်ကြတော့ကျွန်တော်ဒီလက်နက်ကနှစ်မျိုးရှိအောင်နော်လက်နက်အကြီးရအသေးရရှိပါတယ်လက်နက်အကြီးကတော့သူက ဒီ Hamas တရားနေပြီးတော့သူတည့်သွားပြီးတော့အဲကျွန်တော် rocket တွေပေါ့နော်ဒါပေမဲ့လက်ရှိချိန်မှာ Hamas ဘက်ကနေပြီး rocket တွေနဲ့မပစ်ပါဘူးပစ်လို့လည်းမရတဲ့အခြေအနေပေါ့နော်တည်သွားမှာဆိုတော့ဒါပေမဲ့အဲ့ဒါတွေလက်ရှိချိန်မှာကြံသေးတယ်နောက်ဆုံးဒီပကုံတက်လောင်းချလို့ဟာမျိုးပေါ့နော်ဘယ်အချိန်မှာသုံးတာလဲဆိုတော့တကယ်လို့တင်ကားတွေပါလာပြီဆိုလို့ရှိရင်တင်ကားရှိတဲ့တဲ့ကိုတက်တက်ပြီလို့ရှိရင်အော်လှမ်းပြီးတော့ထုတာပေါ့နော်အဲ့ဆိုရင်တင်ကားပြတ်စီသွားမှာပေါ့နော်အဲ့လိုပုံစံမျိုးလက်လက်တွေကတော့ကြံသေးတယ်အဲ့တော့အဲ့ဒါတွေအားလုံးတော့ Egypt ဘက်ကိုသွားမယ် Egypt နေဆက်ပေါ့နော်အဲ့မှာသွားပြီး Egypt ဘက်ကိုသွားပြီးတော့ပြေးမယ်အဲ့လိုပုံစံမျိုးပါ အီဂျစ်ကနေလက်ခံတာပဲပေါ့နော်အဲ့ဘက်ကနေတခြားတပ်ဖွဲ့တွေလည်းလာပြီးတော့ပေါ့နော်အဲ့မှာအခုရှိတာပါလို့ဆိုလက်နက်အသေးပါလက်နက်အသေးကိုကျောင်းဒီ Israel တောင်းဆိုတာကကျောင်း American Donald Trump ပြောတာကျောင်းလက်နက်အကုန်လုံးချ Hamas ပွဲဖြစ်ဖြစ် Israel လည်းအဲ့လိုပဲ American လည်းအဲ့လိုပဲပြောတာဒါမှ Hamas အဖွဲ့ကကျောင်းအဲ့ဒီအစစ်တီမှာအသေးစိတ်ကပတိကြသေးပေါ့ဘုံပြီးတော့များသောအားဖြင့်ပြည်နာရှင်တွေကတော့ဒီအရှိလေမှာကျွမ်းကျင်တဲ့သူတွေကတော့ Hamas ကလက်နက်အသေးကိုချဖို့မလွယ်ဘူးပေါ့နော် လက်ထဲမှာလက်နဲ့မရှိတော့ဘူးဆိုလို့ရှိရင်တို့ကငကိုရီကတော့ခုခံဖို့အတွက်ကာကွယ်ဖို့အတွက်ဆိုတဲ့ပုံစံမျိုးပြောရတယ်တို့နိုင်ငံရေးလောက်တာမလောက်တာအုတ်ချွေမှာမပါတာဒီပိုင်းဒါပေမဲ့ပေချာတော့လက်နဲ့အသေးရတော့စွန့်မှုဆိုတော့တော်တော်လေးတို့ကိုတို့ကာကွယ်ဖို့အစားပါနော်လက်ရှိချိန်မှာကျွန်တော်ဒီ Israel နောက်တော့ American ကတို့အသက်အမှားကန့်ချက်ပြီးသားပါတယ်မတတ်ဘူးပေါ့နော်လက်နဲ့ချလိုက်ပြီဆိုလို့ရှိရင်လက်နဲ့မရှိတော့ဆိုတော့မင်းတို့မတတ်တော့ဘူးဆိုပြောပါဒါပေမဲ့ Hamas ကတော့မယုံပါဘူးအဲ့တော့နောက်တစ်ခုကဘာလဲဆိုတော့ပြင်ပအဲ့ဒါပြင်ပပေါ့နော်ပြင်ပမဟုတ်ဘဲနဲ့အထဲရှိပါသေးတယ် ကျွန်တော်အแทဆိုတာဂါဇာပြည်သူတွေပေါ့နော်ဂါဇာပြည်သူဟာမတ်စ်ကိုမကြိုက်တော့ဘူးဒါဆိုသူတို့ကြောင့်ငါတို့ဘက်ဒီလိုဖြစ်ရတယ်ဆိုတာဖြစ်လာပြီအရင်တော့ထောက်ခံထောက်ခံမယ်လက်ရှိချိန်မှာဟာမတ်စ်ကြောင့်ထောက်ခံမှုတအားကျဆင်းနေရအောင်အဲ့တော့ဒီဂါဇာအတွင်းမှာလည်းထောက်ခံမှုရှိရတော့ကြောင့်သူတို့ကပြည်သူတွေကလည်းသူတို့ဘဲချင်းမှာလက်နက်မရှိတော့ဆိုအချင်းချင်းဖြစ်သွားပြီအဒန်းလူဖြစ်သွားပြီပေါ့နော်ဘာလို့မလဲဆိုတာမသိဘူးအဲ့တော့သူတို့လက်ထက်မှာလက်နက်ကင်နာမှပဲရမယ်ဆိုတဲ့အခြေအနေပေါ့နော်အဲ့တော့လက်နက်မချအောင်တော့ဘယ်လိုပုံစံနဲ့ညှိမလဲဘယ်လိုညှိမလဲဆိုတာမသိဘူး ဟုတ်ပြီအဲ့ဒီမှာဟာမတ်စ်ကအခုချိန်ထိပေါ့နော်တစားကန်နေမပြောဘူးဆိုတော့သူတို့အန်ဒီယိုကာဂိုဘုတ်အတွက်ဆိုပြီးတော့ဘာဆိုလူသားဒီဇိုင်းလုပ်ထားတာပေါ့နော်အဲ့ဒီမှာဘာဖြစ်လို့ဒီတစ်ခေါက်ကျတော့သဘောတူလိုက်တာလဲဆိုတော့အကြောင်းအကြီးအကဲနှစ်ခုပါတစ်ခုကကျတော့ကျွန်အာမတ်ကန်ချက်ပါအာမတ်ကန်ချက်ကအဲ့ဒီမှာဘယ်သူကအာမတ်ကန်ချက်လဲဆိုတော့ဒေါ်နယ်ထရမ့်ရဲ့အာမတ်ကန်ချက်ပါအဲ့ဒီမှာတော်တော်များများတော့ထင်ကြမှာပေါ့နော်အအမေရိကန်သမ္မတရဲ့အမိန့်နဲ့ဆိုလို့ရှိရင်လုံလို့ရတာပဲမဟုတ်ဘူးလားဆိုတော့အမေရိကန်သမ္မတအတိုင်းလုံလို့မရဘူးဒီတစ်ခေါက်ကကျတော့သူက အမေရိကန်အစိုးရဒိုနယ်ထရမ့်အစိုးရအဖွဲ့ဆိုတာမဟုတ်ဘူးအဲ့ဒါတခုကအရှင်းလင်းစေချင်တာပါလားဆိုဒိုနယ်ထရမ့်ရဲ့ personal ပေါ့နော်ငါငါအလုံးမှာငါအမခံချက်ပြီးတယ်ဆိုဒိုနယ်ထရမ့်ကိုယ်နဲ့အမခံချက်ပါအဲ့ဒါအကြီးပါဘသူပြီးတာလဲဆိုတော့သူကနေတစင်ဟုတ်ပြီအစ္စရေးတခုလုံးမယ်ဆိုလို့ရှိရင်အစ္စရေးကိုငါကင်နတဲ့အကွက်တွေရှိတယ်အစ္စရေးကိုငါလုံးမယ်ငါဆုံးမမယ်အဒိုနယ်ထရမ့်ပါစကပြောတယ်အဲ့တော့ကျွန်တော်အရင်တော့ဆိုဂျိုးဘိုင်ဒန်လည်းဒီလိုပုံစံသဘောတူညီမှုကိုညှိတာပဲမရဘူးအဲ့တော့ဒိုနယ်ထရမ့်ကျတော့ ဘာဖြစ်လို့ရလဲဆိုတော့သူကဒီသူ့ရဲ့ဒီကာတာတို့နောက်တစ်ခါတူရကီတို့နောက်တစ်အီဂျစ်တို့ဒေါ်နယ်ထရမ့်ကိုရန်တကိုစားပေါ့နော်ရှစ်ဘူကော့ဖ်ပေါ့နော်သူ့ရဲ့ကိုစလီယာနေတစင်တန်တမန်နေတစင်ပြောခိုင်းတာပေါ့နော်ဟုတ်ပြီငါအမခံတယ်ဟုတ်ပြီဘာဖြစ်လို့အမခံလို့ရလဲဆိုတော့အဲ့ဒါအကြီးရကျော်ဒေါ်နယ်ထရမ့်ဆိုတာတခြားတန်တမန်နဲ့မတူတဲ့အပိုင်းကပထမတက်တောင်ကြည်လန်တည်တာပေါ့อิสราเอลတားခင်းတာပေါ့တားခင်းနေဆိုတာอิสราเอลတားထောက်ခံတာပေါ့ဘသူမှမလုပ်ရတဲ့ဟာကိုဒေါ်နယ်ထရမ့်လုပ်သွားတာအားပါလဲဆိုတော့ကျွန်တော်သူကဒေါ်နယ်ထရမ့်ပထမတက်တာမှာဂျေရုဆလင်ပေါ့နော်ဂျေရုဆလင်က တကယ်ဒီအာရပ်နိုင်ငံတွေရောဒီဂျော်ဒန်တို့ဒီဘက်ကဒီပါလက်စတိုင်းဟောအကုန်လုံးကဒါတွေကသူတို့ဘာသာရေးနဲ့ပတ်သက်ပြီးတအားကြီးတာပေါ့ဂျူးဘက်ကဆိုလို့ရှိရင်လည်းအစ္စရေးဘက်ကဆိုလို့ရှိရင်လည်းသူတို့ရဲ့မြို့တော်ပဲအရင်တည်းကနေပဲအဲ့တော့ခိုးဘက်ကလည်းဒီဟာပဲသူတို့မျိုးတော်ဖြစ်ထားကြတယ်။အဲ့ဒါကိုပြဿနာတက်မှာဆိုလို့ကဲဘယ်သူလောက်ဟောမထားဘူးသူမှအတိမပြုဘူးဆိုဒီတိုင်းထားရတာပေါ့။အဲ့တော့တန်ယုံနေပါလေဆိုတာ TRV ပေါ့နော်တခြားမျိုးမှရှိရပါတယ်။ Israel မျိုးတော်ဆိုတော့ဒါပေမဲ့ Israel ရဲ့မျိုးတော်ကို Donald Trump ကနေပြီးတော့တတ်မှတ်ပြီးလိုက်ပါတယ်။ဟုတ်တယ် ဂျေရုဆလင်ကအစ္စရေလမြို့တော်ဖြစ်တဲ့ဆိုတော့နာထောက်ခံနေဆိုလောက်လိုက်တော့ဘယ်သူမှမလုပ်ရပေါ့အဲ့ဒါပထမတစ်ဆင့်ပါဒုတိယတစ်ဆင့်ကကြာတော့ Abraham Accords ပေါ့နော် Abraham သဘောတူညီမှုစာချုပ်အဲ့ဒါဟိုအစ္စရေလနိုင်ငံတို့တခြားဒီအာရဗ်နိုင်ငံတွေပေါ့နော်ကျော် Bahrain နဲ့ UAE တို့အဲ့လိုနိုင်ငံတွေနဲ့သဘောတူညီမှုရအောင်တန်တမာဆက်ဆံမှုရှိအောင်အစ္စရေလနိုင်ငံကိုအတိမပြုပါရဲဆိုတဲ့အခြေအနေကိုရအောင် Donald Trump ကလုပ်ပလဲအဲ့ဒါအရှိလေပိုင်းဒီတော့မှာဒါကြီးမားတာပါသူရဲ့လို့ရနောက်တစ်ခါကျတိတ်မကြခင်6လပိုင်းပါပေါ့နော် Israel နဲ့ Iran ကိုဘုံသွားကြည့်တယ်အဆင်မပြေတဲ့အချိန်လိုအပ်နေတဲ့အချိန်မှာ American တွေပဲ Donald Trump ရဲ့အမိန့်နဲ့ တော့ဒီဗီဒူးလေးအနေနဲ့တွားပြီးတော့ဒီဘယ်လိုပြောမလဲမြောက်ထဲမှာရှိတာတဘုံချင်းပြပါတယ်အဲ့တော့သူစစ်ထဲမှာပါဟိုစစ်ဝင်မတိုက်ဘူးလို့ပြောထားရတဲ့အားနဲ့ဟိုစတရီလိုဝက်လာတဲ့ချိန်မှာဒေါ်နယ်ထရမ့်ကလုတ်ပြီးရပါအဲ့တော့အဲ့ဒါဒီကျွန်ဘယ်လိုပဲကြည့်ကြည့်ဘယ်သူပဲကြည့်ကြည့်ဒေါ်နယ်ထရမ့်ကအစ္စရေးမှာပါတယ်ဆိုတာသိတာပါတယ်အခုချိန်ဒီလေတော့ချောက်ကျွန်နောက်ပိုင်းထောက်ပံ့ပေးနေတော့အဲ့လိုလူမလို့လဲအစ္စရေးရဲ့နေတဲ့ညာဘုကိုပြောလို့ရတာပါအဲ့တော့စကပုံတစ်ခုရှိတာပါနော်အဲ့ဒါတော့ကျွန်ဖတ်ထားတယ်ဆိုလို့လို့ရှိရင်ညှစ်လို့ရတယ်ဆိုတာဘယ်နိုင်ငံစကပုံလဲတော့မသိဘူးနော်အတိအပြာတော့ဖတ်ထားတယ်ဆိုတာဒီလိုမျိုး တောင်းတော့နေတန်ယောင်းနဲ့ဒေါ်နယ်ထရန့်နဲ့ဖတ်ထားပြီဆိုလို့ချင်းစိတ်ကအခမ်းမသိဘူးဆိုလို့ချင်းညှက်မယ်ဆိုညှက်လို့ရတာပေါ့နော်အဲ့တော့အဝေးမှာရှိတဲ့သူဆိုလို့ချင်းလုံးလုံးမြောက်ဒါပေမဲ့အနီးကဖတ်ထားတဲ့သူဆိုလို့ချင်း तू ညှက်မယ်ဆိုလို့ချင်းညှက်ချလိုက်လို့ရတာပေါ့နော်အဲ့တော့ပြည်သူကလည်းအဲ့ဒါမမြင်တော့အဲ့တော့ဒေါ်နယ်ထရန့်ရဲ့အားကြောင့်သာတေချာတာတော့ဘယ်လိုပြောမလဲဒီတစ်ခေါက်ကတေချာဖို့အတိမတ်ပြီးအောင်ပါပေါ့ဒေါ်နယ်ထရန့်ရဲ့စူးစမ်းမှုရယ်သူတို့လည်းလုံးလို့ရတယ်ဆိုတဲ့အပိုင်းမှာဒါပေမဲ့စဉ်းစားကြပါလဲဆိုတော့ ကဲအဲ့ဆိုလို့ရှိရင်အမတ်စဘက်ကလည်းသဘောတူလိုက်ပြီဘောဆိုအမတ်ကညက်ရှိလို့ပေါ့နော်မဟုတ်ဘူးဆိုလို့ရှိရင်မရတော့ဘူးအပီသူတွေကလည်းမထောက်ခံဘူးနောက်ကလက်နက်အင်အားအောင်အခြေအနေကဘလုံးမှမကောင်းတော့ဖြည်းဖြည်းနီးလာပြီနော်အစ်စထရီဘက်ကကြည့်မယ်ဆိုရင်ဘာဖြစ်လို့လဲဆိုတော့အစ်စထရီဘက်မှာကျွန်တော်အချက်တွေအများကြီးရှိပါတယ်တစ်ချက်ကဖိအားပါဖိအားဆိုတာနိုင်ငံတကာဖိအားပါလုံးဝနိုင်ငံတကာဖိနေပါပြီစပြီးတော့ ဘာလို့လဲဆိုတော့သူ့နိုင်ငံတွေမှာပြည်သူတွေအစားတကဘာလုံးမှာ history ဆိုလို့ရှိရင် Jew တွေဆိုလို့ရှိရင်ဆိုတဲ့ဟာမျိုးပေါ့နော်တကယ်တကယ်တော့ history နဲ့ Jew ဆိုတာဆက်ဆက်တော့ပြောလို့မရဘူးနော် history ဆိုလို့ရှိရင်ဒါမျိုးအခြေအနေရှိတာပါလားဆိုပြီးတော့ညင်လာကြပြီအမုံပြားတွေဖြစ်လာကြအဲ့ဒါကြီးကနိုင်ငံသားတွေမကောင်းနောက်တစ်ခါစပွဲကကြာလာနေအများကျော်စီးပွားရေးမှာထိလာပြီအဲ့တော့ကုန်ကျစရိတ်တွေကလည်းတော့ရှောက်အမေရိကန်ထောက်ပံ့ပေးနေရဆိုမှအခက်အခဲတွေအများကြီးဖြစ်လာပြီပြည်တွင်းမှာလည်းကျော်တကယ်ကိုနှစ်ချမ်းခွဲတဲ့အခြေအနေကိုဖြစ်လာတယ်နောက်တစ်ခါ ဒီဒေသရောင်အစိုးရအဖွဲ့ကိုလည်းတော်တော်လေးဒါစန့်ကျင်နေကြရပေါ့နော်ဟုတ်ပြီအဲ့မှာဒေသရောင်ကဘာဖြစ်လို့သဘောတူလိုက်တာလဲခိုင်းသဘောမတူနေအောင်ဒီဒီချင်းဘာလို့လဲဆိုတော့ဟုတ်ပြီတကယ်လို့များသဘောမတူဆိုလို့ရှိရင်သူ့ရဲ့ပြည်တွင်းအရေးအော်နိုင်ငံတကာဖိအားပေါ့တော်တော်လေးကိုဒေသရောင်ကမှကြာနေရအောင်ဟုတ်ဒေသရောင်ကဘယ်လိုကျင်တာလဲဆိုတော့ဟုတ်ပြီဒီတစ်ခေါက်ကငါတို့ရဲ့စစ်စင်အောင်မြင်တယ်လို့ပြောပါတယ်အောင်မြင်တယ်ဆိုတာတကယ်တကယ်စီးပြင်းမှတ်ကတော့ကုံသွားပါပြီစစ်တပ်ကအရင်နဲ့ပြောပြီးသားပါအစ်ရစ်တက်ကနေပြီးတော့ကာဇာမှာငါတို့စီးပြင်းမမရှိတော့ဆိုတော့ဒါမှမဟုတ်ဒဇာခန်အကုန်မြင်ရလို့ဆိုမရသေးပါဘူး။အဲ့တော့ စားကနေအကုန်ပြန်လာပြီဆိုလို့ရှိရင်ငါတို့ရဲ့ရည်ရွယ်ချက်ငါတို့ရဲ့စစ်ပွဲအောင်မြင်နေဆိုပြီးတော့နေတရာကပြည်ထဲမှာပြန်ပြီးတော့ပြောပါအဲ့တော့ကဲအဲ့ဒါဆိုလို့ရှိရင်နေတရာကအစိုးရအဖွဲ့တွေမှာအစွန်းရောက်တည်ရှိရပါဘောနော်သူတို့တွေကမကြင်နဲ့ကြဘူးစစ်ပွဲဆက်ပြီးတော့တိုက်ချင်တယ်ဟာမတ်စ်ကိုအမြင့်ဖြတ်ချင်တယ်လောကတစက်လေးမှမချန်သားချင်ဘူးသူတို့ကဘယ်လိုလဲဘောနော်သူတို့ကကြတော့ကဲကဲမပါတော့ဘူးဘောနော်မပါတော့ဘူးကဲအဲ့ဒါဆိုအစိုးရအဖွဲ့ထွက်မယ်ဆိုလို့ရှိရင်နေတရာကညုံမောင်းအစိုးရအဖွဲ့ကပြုတ်ကျသွားမှာပါ ပြေချောသွားပြီဆိုလို့ရှိရင်အဲ့ဆိုလို့ရှိရင်ကဲအစ်တက်ကရွေးကောက်ပဲပြန်လို့ပေါ့နော်ရွေးကောက်ပဲပြန်လို့ဆိုအဲ့ဒီအဆုံရောက်တဲ့အောင်မဲရမလားဆိုတော့မသိကြပါဘူးအဲ့ဒီခုဟုတ်ပြီအဲ့ဆိုလို့ရှိရင်ဒီတိုင်းဆက်သွားမယ်ဆိုရင်ဒီတိုင်းဆက်သွားလို့ရှိရင်နောက်နှစ်ကြာလို့ရှိရင်တေချာဘောက်ရွေးကောက်ပဲလောအောင်မယ်နောက်နှစ်ကအကြမ်းမြေပုံမှန်တော့လုပ်မယ်ဆိုရင်နွေရာသီမတိုင်းဆိုတော့ငါးလပိုင်းလောက်မှလောအောင်ပါပဲဆွေရအဲ့တော့ဘာဖြစ်လာလဲဆိုတော့ကဲနောက်နှစ်ငါးလပိုင်းဆိုအချက်နည်းနည်းရှိပါသေးတယ်အဲ့တော့ဒီတော့အတွက်မှာဒေါ်နယ်ထရမ့်ကသူကြည့်နေမယ်လို့ပြောတာသူတော့ရှော့ကြည့်နေမယ်အစ်စတရီကိုငါထိန်းထားမယ်အစ်စတရီဘောက်ကငါအာမခံတယ်လို့ပြောတာဟုတ်ပြီအဲ့ဒီမှာ ဒီကြားထဲမှာပေါ့နော်နောက်နှစ်၅လပိုင်းလောက်ထစ်ဆိုဒိုနယ်ထရမ့်ဆိုတော်လေးအလုပ်ရှုပ်တဲ့သူပေါ့နော်အဲ့ဒါကြောင့်တခြားကိစ္စကိုတခြားနေအောင်အာရုံရောက်သွားမယ်ဆိုလို့ရှိရင် तू ကဒီရေးကိုဒီတန်ရောက်ကဆက်ပြီးတခုခုပုံစံမျိုးနဲ့လှုပ်ရှားမယ်ပေါ့နော်သူအကွက်တွေကဘယ်လိုလာမလဲဆိုတော့မသိသေးဘူးအဲ့တော့ဒီဘက်မှာအဓိကစောင့်ကြည့်ရမှာနေတန်ရောက်ပေါ့နေတန်ရောက်ဘာထက်လုပ်မလဲဘယ်လိုအကွက်တွေလုပ်မလဲပေါ့နော်အဲ့ဒီမှာဒီအပြစ်ခတ်ရဲစိန်းနဲ့ပတ်သက်ပြီးတော့ဒိုနယ်ထရမ့်ကရင်းစာရှင်းလင်းပွဲလုပ်တဲ့ချိန်မှာဟုတ်ပြီတကယ်တကယ် तू ကတိတ်အလို့များတဲ့အတွက်ကြောင့်ဒီအရေးကိုသူ့ရဲ့တခြားသူတွေနဲ့ပေါ့နော်သူကကိုယ်စီလင်းနဲ့ပဲ state wave code နဲ့ပဲလွှတ်ထားခြင်းနဲ့ ဒါမဲ့အကုန်လုံးကပေါ့နော်တခြားနိုင်ငံခေါင်းဆောင်တွေကလည်းဒိုနယ်ထရမ့်ကိုတောင်းဆိုရပေါ့နော်ပါပေးပါဒိုနယ်ထရမ့်ခေါင်းဆောင်ပေးပါဥဆောင်ပေးပါအဲ့ဒါမှရမယ်ဆိုလို့ပြောအဲ့ဒါကြောင့်မို့ဒီအသွင်ကူးပြောင်းရေးအချိန်မှာဒီဂါဇာကိုပြန်လည်တီချောင်တဲ့အချိန်မှာနောက်တစ်ခါဒီလိုမျိုးဒီလူလဲနေတဲ့အချိန်တွေနောက်တစ်ခါအပြစ်ခတ်ရဲဆဲရနဲ့ပတ်သက်လို့ဘယ်ဆင်းရောက်နေပြီဘယ်လိုအခြေအနေဆိုတော့သူ့ကိုကြီးကြပ်ပေးပါဆိုလို့ပြောတာပေါ့အဲ့ဒါကြောင့်သူ့ကိုသူဘာပြောလဲဆိုတော့ကဲမတက်နိုင်ဘူးပေါ့နော်ဒီလူကြီးလူကောင်းရပဲဒိုနယ်ထရမ့်ဆိုတဲ့သူကပဲအားလုံးကြည့်ပြရအောင်ပေါ့နော်အလုပ်ရှုပ်ရတဲ့အတိုင်းငါဝင်ပါမရတော့မယ်ဆိုပြီးတော့ သူ့နာမည်နဲ့ပေါ့နော်ထိတ်ဆုံးမှာအဲ့တော့လက်ရှိချိန်မှာတွေ့ရအဓိကနှစ်ပိုင်းပေါ့နော်ကျောနောက်တစ်ပိုင်းကကျတော့လူတွေလဲပြီးပြီဆိုလို့ချင်းဒုတိယတစ်ဆင့်သွားမယ်ဆိုလို့ချင်းအကုန်လုံးစိုးရင်တာဒုတိယဆုံးရောက်ပါမလားဆိုပြီးစိုးရင်တာပေါ့ဘာလို့ဆိုတော့ခါတိုင်းတော့ကလည်းကျောပထမတစ်ဆင့်လူလဲပြီးတဲ့အချိန်မှာဒုတိယတစ်ဆင့်ကျတော့တိတော်မတိလိုက်ဘူးဟိုဘက်ကအပြစ်ခက်ရစေးကြီးကိုစီကန်းတွေမလိုက်နိုင်ဘဲချိုးပေါ်တယ်ဆိုစစ်ပွဲပြန်ပြီးတော့ဆောက်ပါချက်ချင်းပြန်ပြစ်ပါတယ် SPR အော်ဒီတစ်ခါလည်းလူတွေပြန်ရပြီဆိုလို့ရှိရင်တော့ SPR ဘာလုပ်မလဲဆိုတာပြောလို့မရဘူးအော် တေချာပေါ့ဒိုနယ်ထရမ့်ကတော့အဲ့လိုဆိုလို့ရှိရင်တော့ဖီအားပေးနိုင်တဲ့အခြေအနေရှိတာပေါ့နော်အဲ့တော့ဘလိုစင်ဂျီနဲ့ဘလိုပုံစံနဲ့ဆက်လုပ်မလဲဒီစစ်ပွဲဆက်ပြီးတော့ဆင်နွှဲမလားဆိုတော့မသိရဘူးပေါ့နော်အဲ့တော့တေချာကဒီတစ်ခေါက်မှာကျွန်တော်ပွဲပြီးကန်ဒီမှာပေါ့နော်ကျွန်တော်အီဂျစ်မှာအစည်းအဝေးလုပ်တဲ့ချိန်မှာဘသူပါလာလဲဆိုတော့ဒိုနယ်ထရမ့်နဲ့သတ်မှတ်ပါလာပါတယ်ဂျာရက်ကူရှနာဆိုတာပေါ့နော်သူရဲ့အထူးကလူဖြစ်တဲ့ဒေါ်ရှော့လုံးနေတဲ့ဒီဒိုနယ်ထရမ့်အနာဒီတမနာဖြစ်တာဝန်ထမ်းဆောင်နေရပေါ့နော်အဲသူရဲ့ကိုယ်စားလှယ်ပေါ့နော်စတိဗ်ဝစ်ကော့ရဲ့ပါလာတယ်နောက်ဆုံးအခြေအနေမှာပေါ့နော်ဆွေးနွေးတဲ့အခြေအနေမှာအဲ့ချိန်မှာဘာဖြစ်လို့အဲ့နှစ်ယောက်ကအရေးကြီးရလဲဆိုတော့ တူနီဘလဲလဲတူနီဘလဲဆိုတာနောက်ပိုင်းအတွင်ဂူဘောင်းနဲ့အစိုးရဖွဲ့မှာပါလာမှာပေါ့နော်တူနီဘလဲတို့ကြာဒီအထက်အုပ်ချုပ်ရေးအပိုင်းကိုသူကတော်တော်လေးကိုဒီတခြားသူတွေနဲ့လည်းတည်တယ်နော်တာဝန်ထမ်းဆောင်မှုရဲ့ဗီဒီယိုမှာလည်းဝန်ကြီးချုပ်ပြီးလုပ်ခဲ့ပြီးတဲ့အတွက်ကြောင့်သူကအပြောဆိုရတဲ့အချိန်ဝါရရှိနေတယ်နော်ရိုနယ်ဒိုနဲ့လည်းအဆင်ပြေတကယ်တကယ်ဒီဟာရဲ့နောက်ကွယ်ကတူနီဘလဲရဲ့လှုပ်ရှားမှုတွေစဉ်းစားမှုတွေအများကြီးပါတယ်ဆိုပြီးတော့ပြောရအောင်ရှိတာပေါ့နော်အဲ့တော့အဲ့နဲ့ပတ်သက်လို့တူနီဘလဲဘယ်လိုစီဝိုင်းနဲ့ပတ်သက်လို့ကတော့ပြန်လည်တီချောင်ရေးဆိုလို့ရှိရင်အာဒါဒေါ်နယ်ထရမ့်ရဲ့သမတ်ပေါ့နော်ဂျရက်ကူရှနာဆိုတော့သူကကျတော့ ဒီအရင်တည်းကနေပြီးအရှိလေပိုင်းအရင်မှာတော်တော်လေးနှစ်နှစ်ဆက်ဆက်ရှိပါတယ်အဓိကစီးပွားရေးနဲ့ပတ်သက်လို့ပေါ့နော်လက်ရှိချိန်မှာလည်းကာတာတို့နော်ဆိုရာဗီရိုတို့မှာလည်းရင်းနှီးမြှုပ်နှံမှုအများကြီးလုပ်တာအဲ့တော့ဒီကာဆာပင်လယ်တီချော်ရေးမှာလည်းအေဂျာဖို့သူ့ရဲ့လုပ်ငန်းတွေကပါလာမှာသူတို့လည်းအကျိုးမြတ်အများကြီးရအောင်ပါပဲအဲ့တော့ဒီပတ်စံပြန်ရှာဖို့ပေါ့နော်သူကဂျူးလေးဖြစ်တယ်အဲ့တော့ပတ်စံရှာတာတော့ပါပတ်စံရှာဆိုရမုံငွေပေါ့နော်ဟိုဘယ်နိုင်ငံကဘလောက်ပြီးရင်ဘလုံငန်းနဲ့ဘလုံပြန်ရမယ်ဆိုတာမျိုးကအဓိကစီးပွားရေးနဲ့ပတ်သက်တာပင်လယ်တီချော်နဲ့ပတ်သက်တာငွေကြေးနဲ့ပတ်သက်လို့ပေါ့နော်အဓိကကတော့သူကကင်မဲ့ပုံစံပါပဲ ပုံမှန်ဆိုလို့ရှိရင်ဒီမနေ့တုန်းကတော့တရားဝင်ယာရီယူထားတာပေါ့နော်မနေ့တုန်းကဆို sorry ကျွန်တော်ပထမသက်တမ်းတော့ပေါ့ဒိုနယ်ထရမ့်ဒါသူရဲ့ပထမဆုံးအချိန်တုန်းကကြတော့တရားဝင်တည်တည်ချာချာဒိုနယ်ထရမ့်ရဲ့အကြံပေးပုံစံပေါ့နော်ဒီခေါက်ကြတော့တရားဝင်မယူတော့ဘောဆိုသူမိသားစုပေါ့နောက်တစ်ခါစီးပွားရေးနောက်တစ်ခါနောက်ကွယ်ကနေပို့ပြီးလှုပ်ရှားပေါ့နော်ဘောဆိုပြဿနာမဖြစ်ချင်လို့ပေါ့နော်ဒါပေမဲ့တီချာကတော့အရှိလေပါရေးမှာသူကတော်တော်လေးကိုလည်းအေးပါတယ်သူကလည်းတော်တော်နှမ်းနှမ်းဆက်ဆက်ရှိတယ်နောက်ဘယ်လိုပြောမလဲစီးပွားရေးအရာရောအဲ့ဒါကနိုင်ငံရေးအရာရော တော်လေးကိုဟာတကယ်လေးတော်တဲ့လူဆိုတော့တော်ပါကိုယ်စိုင်းကြည့်မယ်ဆိုတော့ခပ်ပြုတ်ပြောလေးဆိုပေမဲ့တော်လေးနှမ်းဆက်ရှိတဲ့သူပဲပေါ့နော်ဟိုကောင်းတာမကောင်းတာစီးပွားရေးဆန်တာအဲ့ဒါတွေတော့တပိုင်းပေါ့နော်အဲ့တော့ကဲအကုန်လုံးကတော့လက်ရှိချိန်မှာပြည်သူတွေကပေါ့နော်ပျော်နေကြပါတယ်ပျော်နေဆိုတာကျွန်ဒီ Israel ဘက်ကရောမိသားစုတွေပြန်လွတ်လာမှဖြစ်တဲ့အတွက်ကြောင့်နောက်တစ်ခါဂါဇာဘက်ကရောစစ်ပွဲပြီးပြီဖြစ်တဲ့အတွက်ကြောင့်ပေါ့နော်ဒါပေမဲ့ကျွန်စစ်ပွဲတစ်ခုကနှစ်နှစ်လောက်ဆိုပေမဲ့ကျန်တဲ့နေရာစစ်ပွဲနဲ့မတူတာတည်တဲ့လူအရေတော့ကတအားများတယ် တို့ကပျက်စီးသွားတဲ့အရာတွေအများကြီးပဲကျွန်တော်မိဘတွေမရှိတော့ကလေးတွေတို့ကကလေးတွေမရှိတော့မိဘတွေအားတွေအများကြီးတွေ့ရမယ်နောက်တစ်ခါကျွန်တော်စစ်ပွဲတပွဲရဲ့ထုံးစံတိုင်းပဲပေါ့နော်မြင်ရတဲ့ဒဏ်ရာတွေရောတို့ကမမြင်ရတဲ့ဒဏ်ရာတွေရောပေါ့နော်အများကြီးကြံခဲ့မှာပေါ့နော်အဲ့တော့ပြန်လဲကူစားဖို့ဘယ်လိုဖြစ်လာမလဲပေါ့နော်အဲ့တော့ဂါဇာနေပြီးတော့ကဲဒီနေရာကိုကောင်းမွန်ပြန်လဲတီထောင်လိုက်နိုင်မယ်ဆိုလို့ရှိရင်တော့အကောင်းဆုံးပဲပေါ့နော်ဒါပေမဲ့တေချာကဘယ်သူမှဒုတိယတစ်ဆင့်ကိုတေချာမမြင်ရသေးပါဘူးဘာဖြစ်မလဲဆိုတော့ကြုံမသိဘူးဟမ် လောလောဆယ်ပေါ့နော်ပထမတစ်ဆင့်မအောင်မြင်ပြီးသွားပြီဆိုလို့ရှိရင်တော့ဒါညွန်လင်းချက်တစ်ခုပထမခြေလမ်းပေါ့နော်အဲ့ဆိုဒုတိယတစ်ဆင့်ဘာလာမလဲပေါ့နော်လိုက်တယ်လေတီကြပေါ့နိုင်ငံတကာစောင့်ကြည့်နေကြမှာပဲတရင်းလေးမှာတွေ့ရမယ့်အရာတွေပဲပေါ့နော်ဟုတ်ပြီအဲ့ဒီမှာဒါကြုံနှုံးလေးပေါ့နော်ကျွန်တော်ပုံမှန်ပြောနေကြအကြောင်းအဖြစ်လဲဥမာအဲရုရှားနဲ့ယူကရိန်းတို့ပေါ့နော်အဲ့ဒါဟောဒိုနေဆွန်ကဘာဖြစ်လို့မလုပ်လဲဆိုတော့တကယ်တကယ်ကကျွန်အရှိလေပိုင်းအရေးနဲ့ဒီအစ္စရေးနဲ့ဟာမတ်စ်ဖြစ်နေတဲ့အရေးနဲ့ဘုကကကနယူကရိန်းနဲ့ရုရှားကြီးကလုံးဝမတူပါဘူး ကိုယ်ဆိုလုံးဝကွဲပါတယ်စစ်ပွဲဆိုတဲ့အတုံးလုံးကတူတာပေါ့နော်အဲ့တော့အကျိုးများဖြစ်ဆိုလို့ရှိရင်အရှေ့လေပိုင်းမှာဒေါ်နယ်ထရမ့်ရဲ့အကျိုးစီးပွားအများကြီးရှိပါဒီစစ်ပွဲရလာတဲ့အတွက်ကြောင့်သူရမယ်နိုင်ငံရေးအကျိုးမြတ်ကိုစီးပွားရေးအကျိုးမြတ်ကိုအများကြီးပါဘာဆိုအရှေ့လေပိုင်းမှာသူစီးပွားလည်းလုံးနေတယ်အဲ့တော့ကနိုင်ငံရေးကလည်းဒီမှာသူကအစ်စရီနိုင်ငံအပေါ်မှာပေါ့နော်နောက်ဂျူရီရဲ့ထောက်ကမ္ဘာလည်းအများကြီးရသွားမှာဒီကအောင်မြင်သွားပြီဆိုလို့ရှိရင်မပြည်သူတွေကနောက်ချစ်တယ်မှာဒေါ်နယ်ထရမ့်ကပြည်တွေမှာထောက်ကမ္ဘာလည်းကြာတယ်ချင်းသိမကောင်ပြဿနာတွေကလည်းဖြစ်နေပုံစံမျိုးမျိုးနဲ့ပေါ့နော်အဲ့ဒါထားပါဒီအပြည်တွင်းအရေးပါပေါ့နော်အဲ့တော့ ခုနကတော့ယူကရိန်းနဲ့ရုရှားပေါ့အဲ့ဒါကြတော့ပေးစမ်းဖို့တအားကြီးပါတယ်ပေးစမ်းဖို့တအားကြီးတဲ့ပြင်ပြန်ရမယ့်ဟာနဲ့ပေးစမ်းမှလည်းမကိုက်ဘူးပေါ့နော်စီးပွားရေးတွက်မယ်ဆိုလို့ရှိရင်နိုင်ငံကြီးမှအလုပ်တွက်လို့မရအောင်ဆိုရင်ဒေါ်နယ်ထရန့်အလုပ်တော့ပေါ့ဟုတ်ပြီဒီစစ်ပွဲရအောင်လုံးဝမဲ့ဟာပါလေပြန်ရမယ့်ဟာပါလေပေါ့ပြန်ရမယ့်ဟာနေပါသူတို့သိပ်မကိုက်ဘူးပေါ့နော်အဲ့တော့အရှိချိန်မှာလည်းဒါကျွန်တော်တခါမှတသက်လုံးမမြင်ဘူးတဲ့တော်တော်များလည်းမြင်ဘူးကြောင့်မဟုတ်ဘူးနော်အာနေနေနိုဘယ်ဆုတော့ရှော့ဘာပြောနေနေနိုဘယ်ဆုကြောင့်လောက်တယ်ပဲပြောပြောဒီတိုင်းအချိုးစပေါ်တာလောက်တယ်ပြောဘာကြောင့်လဲပြောစစ်ပွဲလောလောဆယ် ခဏပေါ့နော်ခဏရက်သွားဆိုရေရှည်ရတော့ဘယ်လိုလာမလဲမသိသေးဘူးဆိုရင်လက်ရှိထင်တော့ဒါကောင်းတယ်လို့ပြောလို့ရတဲ့အရာပဲပေါ့နော်ဒါပေမဲ့ဒီနေ့ Nobel ဆုကတော့ငင်းငိမ့် Nobel ဆုပေါ့နော်မရလိုက်ပေါ့ဒါပေမဲ့ထူးခြားတာတော့ Donald Trump မျိုးပေါ့နော်တစ်နှစ်ပတ်လုံး तू အနာစားရတဲ့ချိန်နဲ့စပြီးတော့တော့ short သူကြိုက်တဲ့သူကမကြိုက်တဲ့သူတော့ short မျက်ရှင်မပြတ်စောက်ကြည့်ရတဲ့သူပဲပေါ့နော်။နော်ဒီနေ့မှလည်းခရနိတင်တယ်မတူဘူးနဲ့လူတိုင်းတော်တော်များပေါ့နော်။ငင်းငိမ့် Nobel ဆုဘသူရမလဲဆိုပြီးစိတ်ဝင်စားပါတယ်။ရတဲ့သူကတော့မတက်တော့ဘူးပေါ့။ဒါပေမဲ့တရက်ဆန်ကတော့ဒီတစ်ခေါက်ရသွားတာကျွန်တော် Venezuela ဆိုတော့ လက်ရှိချိန်မှာဗင်နီဇွဲလားနိုင်ငံကလည်းလူစုံစားမှုမြင့်တက်နေတယ်။အဲ့တော့ကလက်ရှိအာဏာရှင်မတော်အုပ်ချုပ်နေတဲ့သူကအမေရိကန်အစိုးရလည်းသဘောမကျအောင်။အဲ့တော့ဒီခုနရရွားတဲ့သူကအမျိုးသမီးလည်းဖြစ်တယ်။နောက်ပြည်တွင်းမှာလည်းရှိနေတယ်။နောက်ဒီမိုကရေစီတို့ကလည်းစူးစမ်းတဲ့တကယ်စူးစမ်းတဲ့သူပြောဖြစ်တယ်။နောက်သူ့နိုင်ငံပြည်သူကလည်းထောက်ခံမှုရှိတယ်။အဲ့တော့သူကရောက်လာတဲ့အချိန်မှာဒိုနယ်ထရန့်ကိုလည်းဆက်သွယ်ပါတယ်ဆက်သွယ်ပြီးပြောပါဒါဒိုနယ်ထရန့်ကိုလည်းဒီဆွေရည်စူးပါတယ်ပေါ့နော်သူကြောင့်သားလည်းရတာပေါ့တကယ်လည်းဟုတ်ပါဘာလို့ဆိုတော့သူကအာနာရှင်ကိုဒိုနယ်ထရန့်ကထောက်ခံလိုက်မယ်ဆိုလို့ရှိရင်သူတို့ဘက်ကမရှိဘူးဆိုလို့ရှိရင်တော်လေးသူကဒုက္ခရောက်ပါတယ်အဲ့တော့သူကဒီအတိုက်ခံနေဘက်ကို အားပေးတယ်ဒေါ်နယ်ထရန့်ကအားအကြောင်းမို့ဆိုပြီးဒေါ်နယ်ထရန့်ကိုပြောပါအဲ့မှာဒေါ်နယ်ထရန့်ပြန်ပြီးနောက်လိုက်တာပေါ့နော်မပူပါနဲ့ပေါ့နော်မစ္စံကမလူပါဘူးဆိုပြောလိုက်တာပေါ့နော်အဲ့တော့လက်ရှိချိန်မှာတော့ကျွန်ကဘာရဲ့ငင်းချမ်းရေးကိုတိဆောက်တဲ့ပုံစံတွေနောက်စစ်ပွဲကိုရက်တဲ့ပုံစံတွေစစ်ပွဲဆားတဲ့ပုံစံတွေကအရင်ခက်ကနဲ့မတူတော့အပြောင်းလဲပေါ့နော်အဲ့တော့ကဘာပြောင်းလဲလာတယ်ဆိုတာနဲ့အမျှပေါ့နော်နေရာပေါင်းစုံမှာပုံစံမျိုးမျိုးနဲ့ပေါ့နော်အဲ့တော့ဒီစစ်ပွဲလောလောဆယ်ပေါ့နော်အဲဘလို့ပုံစံနဲ့ပဲရရနောက်တစ်ခါတီချာပေါ့ဒီဟာရဲ့အကျိုးဆက်ပေါ့နော်ဒါကောင်းမွန်တဲ့ဘက်ကဥတီတော့လည်းဖြစ်သွားမှာပဲဘာမလို့လို့ရှင်လဲ နော်မတူညီတဲ့ language တခုဘယ်လိုပုံစံဆက်ပြီးတော့ကြုံအောင်လဲဆိုတော့ဘယ်သူမှမသိဘောနော်ဆက်ပြီးတော့စောက်ချမ်းမရတခုပဲဘောနော်အဲ့နောက်ပတ်သက်လို့လဲကြုံကြုံလို့ဘောနော်ကျွန်တော်ထပ်ပြီးတော့ဝိမတ်သွားမှာဖြစ်ပါတယ်ခင်ဗျအဲ့တော့မိုးမြော်သေးဘူးဆိုလို့ရှိရင်တော့နည်းနည်းလေးပြောချင်သေးတယ်ရှိသေးတယ်ပြောချင်သေးတယ်ဆိုပေမဲ့မိုးရွာလာတော့ဒီလောက်နဲ့ပဲကျွန်တော်ရလိုက်ပါတော့ခင်ဗျဗီဒီယိုလေးကိုအဆုံးထိကြည့်ပြီးကျွန်တော်ကျေးဇူးတင်ပါတယ်ကျွန်တော်နောက်ပြန်ပြန်ဆုံလေးကြတော့